က်ဆုံးပူရီမလောက်ခင်မှာအာလူလေး၃လုံးကိုရေစစင်ဆေးပြီးတော့ကျွန်မပြုတ်ဖို့အရင်ဆောက်လုပ်ထားလိုက်ပါအောင်မယ်ရှင်။စစစေးပြီးသားအာလူးလေးတွေကိုပြုံးမဲ့အုတ်တလုံးလေးကိုထည့်လိုက်ပါမယ်။ရေကိုတော့အနည်းငယ်နဲ့ပဲပြုတ်ပါမယ်ရှင်။ ပြုံးမယ်အားလုံးလေးကိုမိဖို့ဝါစတင်လိုက်ပါမယ်မိကိုအလေးလက်နဲ့ပဲစတင်ပြုတ်ပါမယ်ရှင်အဖုံးလေးဖုံးထားလိုက်ပါမယ်အလုံးလေးကိုပြုတ်ထားစဉ်အတွင်းမှာပဲကျမဂျုံလေးကိုစနေပါမယ်ဒီဂျုံလေးဟာတရုတ်သမင်းစားပကံလုံးနဲ့တလုံးစာ150ဂရမ်လောက်ရှိပါတယ်ရှင်ကျမဂျုံမုံလေးတဲကိုစားလက်ဖေးစုံတဝက်စာလောက်ထည့်လိုက်ပါတယ်အဲ့ဒီထဲကိုကျမတခြားလက်ဖေးစုံနဲ့ဒဇွန်စာမောင်မောင်လောက်ထည့်လိုက်ပါတယ် စီလေးကိုတော့ကျမထမင်းစားစုံနဲ့အပြေးတစွန်းစာထည့်လိုက်ပါတယ်ရည်လေးကိုတော့ထည့်တဲ့အခါမှာကျမချက်သိန်းနှွေးရည်နှွေးလေးကိုအသုံးပြုပါတယ်။ရည်လေးကိုထည့်တဲ့အခါမှာကျမတို့ကဖြည်းဖြည်းချင်းထည့်ဖို့လိုအပ်ပါတယ်။ကျမကတော့ပထမအဆုံး၅ဆွန်းစာပေါ့နော်။ထမင်းစားဆုံး၅ဆွန်းစာထည့်လိုက်ပါတယ်ရှင်။ ဂျုံလေးကိုထမောင်းဆုံးစနေတဲ့အခါမှာကျွန်မလက်အလေးနဲ့အသုံးပြုပြီးနေလိုက်ပါတယ်။လက်ကရာဘာလက်မဟုတ်တော့လေချော့ချော့တော့ထွက်ပါတယ်။ဟိုလက်နဲ့နေရတာအဆင်တော့မပြေပါဘူးရှင်။ဒါပေမဲ့လေဂျုံလေးကျွန်မလက်ကိုကတ်နေမှဆိုလို့ပထမဆုံးဟိုလက်အလေးနဲ့နေလိုက်ပါတယ်။အဲဂျုံလေးတွေအသားကျပြီးတော့ဘယ်ဟိုမှမကတ်တော့ဘူးဆိုမှကျွန်မကလက်ကိုချွတ်ပြီးတော့ left နောက်နဲ့ဆက်နေပါမယ်ရှင်။ ညနေစဉ်အတွင်းမှာပဲရေလေးထပ်လို့လို့ကျွန်မရေကိုထမင်းစားစုံနဲ့နှစ်စွန်းစာထပ်ထည့်လိုက်ပါတယ်။ရေလေးထပ်လို့လာတာနဲ့ကျွန်မထမင်းစားစုံနဲ့သုံးစွန်းစာထပ်ပြီးတော့ထည့်လိုက်ပါတယ်။ဒါဆိုရင်ကျွန်မထည့်လိုက်တဲ့ရေစုစုပေါင်းဟာထမင်းစားစုံ၁၀စွန်းစာဖြစ်ပါတယ်။ဆိုရင်မုတ်သားလေးကလက်ဖနောက်နဲ့နေရတော့မယ့်အချိန်ဖြစ်နေတဲ့အတွက်ကျမလက်အီချွတ်လိုက်ပါမယ်။ကိုလက်ကိုဆက်ဆက်ဆေးပြီးပြီဖြစ်တဲ့အတွက်ကျမဂျုံလေးကိုလက်နဲ့ပဲဆနေပါမယ်။ လိုင်းအိနဲ့နေတဲ့အခါမှာဂျုံသားကအခုနောက်ပိုင်းနေရအာသုံးပြီးနေရတာဖြစ်တဲ့အတွက်အဲရာဘာလိုင်းအိဆိုအဆင်ပြေပြီမယ်ကျွန်မမှာရာဘာလိုင်းအိမရှိဘဲနဲ့အာပလတ်စတစ်လိုင်းအိပဲရှိနေရဖြစ်တော့လေကျွန်မနည်းနည်းအခက်ခဲဖြစ်နေလို့ပါရှင် မူသားလေးနေတဲ့အခါမှာတချို့က yeast တို့ baking soda တို့ baking powder တို့ဘာကြောင့်မသုံးလဲဆိုတာကိုသိစင်နေကြပါလိမ့်မယ်။အဲဒီဂျမသုံးတဲ့ဂျုံမှုန်ကလေသူ့မှာကတခါတည်းပါပြီးသားပါ။အချောင်းအနေနဲ့အကုန်လုံးကထည့်ပြီးသားအချိုးအနေနဲ့ကပါပြီးသားဖြစ်တဲ့အတွက်ဂျမကထပ်မထည့်ခြင်းပဲဖြစ်ပါတယ်။ ခုကျမလက်ရှိနေတဲ့နေရာမှာအရှမ်းနေရာတွေလိုမျိုးပေါ့နော်ဗတ်ဆောင်သုံးဂျုံမှုကမရှိပါဘူးရှင်အခုကျမအသုံးပြုတဲ့ဂျုံဟာပေါမုတ်ဂျုံမှာပေါမုတ်ဂျုံကိုပဲအသုံးပြုရတာဖြစ်တဲ့အတွက်ကျမအဲ့ပွားစည်းတွေထထဲလိုက်မယ်ဆိုရင်ပေါမုံကျော်ကြီးစားနေရတယ်လို့ဖြစ်သွားပါလိမ့်မယ်အဲ့ဒါကြောင့်မို့ကျွန်မထပ်မထည့်ခြင်းပဲဖြစ်ပါတယ် ဂျုံလေးကိုအခုနေလာလိုက်တာဂျုံလုံးလေးကလက်မလည်းမကတ်တော့ဘူးဆိုရင်ဒီဂျုံလုံးလေးကရနေပြီပေါ့နော်ဒီဂျုံလုံးလေးကိုအခန်းပူချိန်မှာပဲ၄နိုင်လောက်ထားလိုက်ပါမယ်ကျမကဂျုံနေနေတဲ့အခါမှာညကနေပြီးတော့မနှက်ကြမလုံးလေးရှိပါတယ်ကြာကြာထားရင်ပူပြီးကောင်းပါတယ်ရှင်ဂျုံလေးကို2000အတွက်မှာကျမစီတက်ဖို့ပြင်ဆင်ပါမယ်။ချက်တော်အနီးဥတလုံးကိုခကြမ်းကြမ်းလေးဆင်းထားတာလေးထည့်လိုက်ပါမယ်။ချက်တော်မြူတလုံးကိုနှွာထားတာလေးထည့်လိုက်ပါမယ်။ ချက်သွန်မျိုးချက်သွန်နီလေးကိုစားပြီးတော့ချိန်လိုက်ပါမယ်ချက်သွန်မျိုးချက်သွန်နီလေးကိုကျွန်မနှစ်အိုးစာချိန်ချင်းပဲဖြစ်ပါတယ်တအိုးကကြတော့အာလူအချင်းစီပြန်ချက်မှာဖြစ်ပြီးတော့တအိုးကတော့ခင်းချင်းသင်းငပီချက်ချက်မှာဖြစ်ပါတယ်အချက်ပေးကတော့ချက်ပြီးသားရှိနေလို့ပါရှင်အလူလေးတွေပြုတ်ထားတာနုံမနုကိုကျွန်မတစ်ချက်ဆန်းကြည့်ပါမယ်။ဒါလေးနဲ့အနေငယ်ထိုးကြည့်ပါမယ်ရှင်။ဒီလိုအနေထားဆိုရင်အလူလေးတွေကရနေပြီမလို့အလူလေးတွေကိုကျွန်မရေတုံလိုက်ပါမယ်။ ကျွန်မအခုစီစားတတ်ဖို့အတွက်ဒေဦးလေးတဲကိုစီအနေငယ်ထည့်လိုက်ပါမယ်။စနွေးမုတ်လေးကိုလက်ဖက်ဇုံနဲ့ဇုံထိပ်ဖြားလေးအနေငယ်ထည့်လိုက်ပါမယ်။ဒါကတော့စီတက်ဖို့အတွက်ချိန်ထားတဲ့ချက်သွန်အဖြူနေပါဒါနှစ်အိုးစာဖြစ်ပါတယ်နှစ်အိုးစာဖြစ်တဲ့အတွက်ကျွန်မတဝက်ကိုအရင်ထည့်လိုက်ပါမယ်တက်တဲ့အခါမှာဂျင်းကိုချိန်တဲ့လူကတော့ဂျင်းထည့်ပါပေါ့နော်ကျွန်မကတော့ဂျင်းကိုဒီထဲမှာထည့်တာမချိန်ဘူးရှင်အဲဒါကြောင့်မလို့ချက်သွန်အဖြူနေပဲကျွန်မအသုံးပြုထားပါတယ် စီတက်တဲ့အထဲကိုကျမအယောင်လေးအနှဲငယ်လိုချင်တာဖြစ်တဲ့အတွက်အယောင်တင်မှုလေးကိုလက်ဖေးစုံတစွန်းစာအသုံးပြုလိုက်ပါတယ်။ကိုကအကယ်၍အယောင်တင်မှုအသုံးမပြုချင်အောင်ဆိုရင်လည်းရပါတယ်။ခင်းချင်သီးတို့ဘာလို့ရဲ့အယောင်ကိုအသုံးပြုပြီးထည့်ရင်လည်းရပါတယ်။အခုကျမချက်နေတာအလူချင်းစီပြန်ဖြစ်တဲ့အတွက်အိုက်ထဲကိုမစလာလေးအနှဲငယ်ထည့်လိုက်ပါမယ်။အကယ်၍ကိုကမစလာမချိုင်းနဲ့တက်ဖို့ဆိုရင်လည်းမထည့်ရင်ရပါတယ်။ ခဲ့ပြီးကိုကအမွှေးနှမ်းသာကြိုက်တဲ့လူဆိုရင် ကလဝေးရွက်တို့တချဘိုးကောက်တို့ဇီယာတို့ဟိုစစ်တက်ရွက်တို့ထိတ်ချက်မဲ့ဆိုရင်ဟင်းလီယာပို့ပြီးမွှေးနိုင်ပါတယ်ကျမကတော့ကြိုက်ပါတယ်ဒါပေမဲ့ကျမရဲ့အိမ်သားတွေကမကြိုက်တာဖြစ်တဲ့အတွက်ကျမကမဆလာလေးအနေငယ်ပဲအသုံးပြုလိုက်ပါတယ်ကျမစစ်တပ်ထားတဲ့ထဲကိုခုနကအာလူးလေးပြုတ်ပြီးတော့အခွန်နွာပြီးလှီးကြတာလေးထည့်လိုက်ပါတယ်။ အလုံးလေးသုံးလုံးချက်တာလေခုနကဂျုံ150 gram address ဆိုရင်အနည်းငယ်တော့များပါတယ်ဒါပေမဲ့လည်းဟင်းရှိနေရင်ဂျုံကနယ်ပြီးတော့ဘေးချင်းဆဆဖြစ်တဲ့ဖြစ်တဲ့အတွက်ကျွန်မဟင်းလေးကိုတော့ပို့ပြီးချက်ထားလိုက်ပါတယ်ချက်တော်ဖြူနေစုံစည်းရည်လေးအနည်းငယ်ထည့်လိုက်ပါတယ်အဖုံးလေးအုပ်ပြီးတော့အနည်းငယ်တည်ထားလိုက်ပါမယ် ဖုန်းလေးတစ်ချက်လှက်ကြည့်ပြီးတော့ကျမအိုက်ထဲကိုမကြီးချင်လေးအနေငယ်ထည့်လိုက်ပါမယ်။အချင်းစီပြန်လေးချက်ချင်လို့ပါရှင်။ကျမပဲဟင်းချက်ထားတာကတော့အချိုပါ။ချက်ပဲဟင်းလေးချက်ထားတာဖြစ်တဲ့အတွက်ဒီဟာလေးကိုတော့အချင်းစီပြန်လေးကျမချက်လိုက်ပါတယ်။အာလူကလေအရင်ထဲကပြုတ်ပြီးတော့ချက်တာဖြစ်တဲ့အတွက်အကြိုင်းချက်စရာမလိုပါဘူးရှင်။အိုက်ထဲကိုချက်သားမုံလေးလက်ဖက်စားစွန်းနဲ့တစွန်းစားထည့်လိုက်ပါတယ်။စားလေးကိုတော့လက်ဖက်စားစွန်းနဲ့တဝက်ထည့်လိုက်ပါတယ်။ မစလာလေးကိုလည်းအနှံ့လေးနည်းနည်းပြင်းပြင်းလေးလိုချင်တာဖြစ်လို့ထပ်ထည့်လိုက်ပါတယ်။ရည်ရည်လေးကိုလက်ဖက်စားစွန်းနဲ့တစွန်းစားထည့်လိုက်ပါတယ်။ချုံငန်လေးကလည်းမြည်ကြည့်တာအဆင်ပြေနေပြီမလို့ကျမဒါလေးကိုခြောက်လိုက်ပါတော့မယ်ရှင်။ကျမထပ်ပြီးတော့ခန်းစင်လေးငပိချက်လေးချက်ဖို့ပြင်ဆင်ပါမယ်ရှင်။ခန်းစင်သီးလေးကိုသုံးလုံးအသုံးပြုပါမယ်ခန်းစင်သီးလေးရဲ့အနောက်ကအညာထိတ်နာလေးတွေကိုမလိုအပ်တဲ့အတွက်ကျွန်မဒါလေးကိုဖြတ်ထုတ်လိုက်ပါမယ် ရန်စင်းနဲ့ငပိချန်ချက်ဖို့အတွက်ကြိုက်တလုံးမျိုးပေါ့နော်ကိုကြိုက်တဲ့ပုံစံမျိုးလှည့်ဖြတ်ပါကျမကတော့လေးစိတ်ချမ်းလိုက်ပါမယ်ရှင်ကျမကအာလူအချင်းစီပြန်ရောဒီခင်းစင်းနဲ့ငပိချက်ကိုရောကိုမြန်မာလိုပဲချက်တာဖြစ်တဲ့အတွက်ကျမအိန္ဒိယရဲ့အခေါ်ဝေါ်တွေကိုအသုံးမပြုပါအောင်ရှင်အကယ်၍မှားသွားတယ်ဆိုရင်အိန္ဒိယຫນွေပါးတွေကို ကျမအားနာလို့ပါကျမကမြန်မာနီးတိုင်းပဲချက်တာဖြစ်တဲ့အတွက်မြန်မာရဲ့အခေါ်ဝေါ်တွေပဲကျမအသုံးပြုပါမယ် ကျမဟင်းလေးကိုစီတပ်ဖို့အတွက်အိုးလေးကိုစီလေးအနှင်းငယ်ထည့်လိုက်ပါမယ်အကယ်၍ကိုကစီစားနေတယ်ဆိုရင်တော့ short ထည့်ပါကျမကတော့ဒီလောက်လေးတော့ထည့်လိုက်ပါတယ်ဆွေမျိုးမောက်လေးကိုတစ်ဖက်ဇွန်နဲ့ဇွန်ပြားလေးနဲ့အနှင်းငယ်အရောင်အတွက်ထည့်လိုက်ပါတယ်နှောင်းဝါးချိန်ထားတဲ့ချက်သွန်းအဖြူနဲ့အနီလေးကိုတဝက်ကြံနာလေးကိုအကုန်ထည့်လိုက်ပါမယ် မြုံဒီအယောင်တမုံလေးကိုနဖေးစုံနဲ့တစုံစားထည့်လိုက်ပါတယ်။ကျမကဒါလေးကိုအယောင်အတွက်ထည့်ခြင်းနဲ့ဖြစ်ပါတယ်။အကယ်၍ကိုကဟိုအယောင်တမုံကိုမကြိုက်ဘူးအသုံးမပြုခြင်းဆိုနေရပါတယ်။ခင်းခြင်းဒီရဲ့တဘာဝအယောင်လေးပဲအသုံးပြုမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်။စတုံဖြူနီစီတတ်ထားတာလေးကအနှဲငယ်လေးနွမ်းလာပြီးရွှေညိုရောင်လေးတန်းလာပြီးဖြစ်တဲ့အတွက်ကျမဒါလေးထဲကိုခင်းချင်သည်လေးစိတ်ထိုးပြီးသားလေးထည့်လိုက်ပါမယ်။ ရန်ကျင်နေလေးတွေကိုစီပူနဲ့အနှဲငယ်နှိမ်ပေးပြီးတော့အိုက်ထဲကိုအသီးလေးတွေနွမ်းသွားအောင်လို့စုံစည်းရေးလေးအနှဲငယ်ထည့်လိုက်ပါမယ်။ရန်ကျင်နေဖက်လေးတွေနူပြီးလိတ်သွားအောင်လို့ကျွန်မခဏလေးအဖုံးအုပ်ထားလိုက်ပါမယ်ရှင်။ဒီလေးကိုကျွန်မစကားမုံလေးလဖေးစွန်တစွန်းစာထည့်လိုက်ပါတယ်။စားလေးကိုတော့လဖေးစွန်နဲ့သုံးပုံတစ်ပုံထည့်လိုက်ပါတယ်။အစွန်ချောင်းလေးကိုတော့လဖေးစွန်နဲ့တစွန်းမောင်းမောင်းထည့်လိုက်ပါတယ်။ငင်းငပီလေးကိုကိုင်းလုံးလောက်ဖြော်ထားတာလေးကိုထည့်လိုက်ပါတယ်။ အိန္ဒိယဆိုင်တွေမှာရောင်းနေပူရီနဲ့တွဲစားတဲ့ခင်းစင်ဒီချက်လေးကမြင်ကပီပါချင်မှလည်းပါပါလိမ့်မယ်။ဒါပေမဲ့ကျွန်မကခင်းစင်ဒီချက်တယ်ဆိုရင်မြင်ကပီလေးအနှင်းငယ်ထည့်လိုက်မှသူ့အနံ့နဲ့မြင်ကပီနဲ့ပေါင်းထားတဲ့အနံ့လေးကိုပုံချိုက်တာမလို့ကျွန်မမြင်ကပီလေးထည့်လိုက်တာပဲဖြစ်ပါတယ်။ကိုကအခင်ရင်းအဆက်ကြိုက်တယ်ဆိုရင်ဒီထဲငရုတ်သီးစိမ့်လေးထည့်ရင်ပိုကောင်းပါတယ်။ကျမမှာတော့ငရုတ်သီးစိမ့်ဒီမှာမရှိတာဖြစ်တဲ့အတွက်ဒီတိုင်းပဲချလိုက်ပါရစေ။ ခန်းကျင်ဒီချက်လေးလည်းခုဆိုရင်ရနေပြီဖြစ်တဲ့အတွက်ကျွန်မချလိုက်ပါတော့မယ်။ဇပင်းဟင်းလေးရလေးကြိုပြီးတော့ထမင်းနဲ့စာဝတ်ချက်ထားတာဖြစ်တဲ့အတွက်ချက်နှင်းလေးတော့မပြတော့ပါဘူးเนาะ။အဲဒီဟာလေးကိုအေးတွတ်တွတ်လေးလှုပ်ထားပါတယ်။ပူရီလေးနဲ့တွေးစားဖို့ကောင်းပါတယ်ရှင်။ဂျုံလေးလေးကိုကျွန်မနေပြီးတော့နှက်ထားတာအခုဆိုရင်၄နာရီပြည့်ပြီဖြစ်တဲ့အတွက်အဲဂျုံလေးလေးရနေပြီဖြစ်လို့ကျွန်မဒါလေးကိုထပ်ပြီးတော့ဒီအပြားလေးပေါ်မှာထပ်နေလိုက်ပါမယ်။ ခုကျမဂျုံလေးကိုစာပြီးနေတော့မှာဖြစ်တဲ့အတွက် အောက်ခံအပြားလေးကိုဂျုံနေမကတ်အောင်လို့ပေါ့နော်ကျမဟိုစီလေးအနှင်းငယ်တုံးလိုက်ပါမယ်လုံးမဲ့ပူရီလုံးလေးလေးရလေသူများတွေလို့ဂျုံလေးပတ်ပြီးတော့ဒလိန်လုံးလေးနဲ့လှိတဲ့နေမဟုတ်ပါဘူးရှင်ကျမမှာဒလိန်လုံးလေးမရှိတာဖြစ်တဲ့အတွက်စီကိုပဲအသုံးပြုပြီးတော့ဒီရဲ့ဂျုံကျော်လေးတွေပေါ့နော်စန့်ထွက်လာအောင်လို့စီနဲ့ဆွဲမှာပဲဖြစ်ပါတယ်အေးပြီ ကိုကစီစားနေတယ်ဆိုရင်တော့ဂျုံမုံကိုပတ်ပြီးတော့ဒလိန်နှုံးလေးနဲ့ပဲအသုံးပြုကြည့်ပါဒါကတော့ကျမကအလွယ်ပေါ့နော်ဒလိန်နှုံးမရှိတဲ့လူတွေသုံးဖို့အတွက်အလွယ်ပြုလုပ်နေလေးပဲဖြစ်ပါတယ်ရှင် ကျမအခုဆိုရင်ဂျုံရဲ့ဒိုးလေးကိုစာပြီးတော့နေပါတော့မယ်လက်ဖနောင်လေးအသုံးပြုပြီးတော့နေပါမယ်ဒီကဂျုံနေရဘလောက်ကောင်းလဲဆိုရင်အခုဆိုရင်ပေါ့နော်ကျမဆွဲသလောက်ကိုပေါ့နော်ဆန့်ထွက်လာတဲ့အနေအထားကိုတွေ့ရပါတယ်ဒါကကျမရေများွားလို့ပျော့နေတာမဟုတ်ပါဘူးရှင်ဂျုံရဲ့အသားကပျော့ဖတ်နေတာပါရှင်ဟိုအစီအထဲမှာကျမစီလဲအသုံးပြုထားတာဖြစ်တဲ့အတွက်စီတစွန်းထည့်ထားတာဖြစ်တဲ့အတွက်ဂျုံသားလေးကတော်တော်ကောင်းနေပါတယ်အထဲမှာတော့ကျမကအဲ yeast ကိုအဲ ဘေကင်ဆိုတာတော့ဘေကင်ပေါင်တာတော့ပွဆေးတွေအသုံးမပြုထားတာဖြစ်တဲ့အတွက်မုတ်ကတော့နှစ်ဆပွမလာပါဘူးရှင်ကျမကိုရောက်နေတဲ့နေရာမှာဗတ်စုံသုံးချုံကိုကျမရှာကြည့်ပါသေးတယ်ဗတ်စုံသုံးချုံကအေရှန်ဘက်ကပဲအသုံးပြုတာများတာဖြစ်တဲ့အတွက်ဒီဘက်မှာတော့ကိတ်ချုံနဲ့ပေါင်မုတ်ချုံကိုပဲကျမတွေ့တာများပါတယ်အဲ့တော့ကျမပေါင်မုတ်ချုံကိုအသုံးပြုရတာဖြစ်တဲ့အတွက်အဲကျမထပ်ပြီး မစေးတွေဖြစ်တဲ့ yeast တို့ baking powder တွေ baking soda တွေထပ်ပြီးအသုံးမပြုပါအောင်ရှင်။သူမှာပါပြီးသားဟာလည်းကိုပဲကျမကတကြားရဲ့စားရဲ့ရည်ရဲကို ထပ်ပြီးထည့်ပြီးတော့ပဲတဘာဝဆန်ဆန်အသုံးပြုထားပါရယ်။ကို ဖြတ်တဲ့အခါမှာကတားအသုံးပြုရင်ပိုပြီးကောင်းနေပါတယ်ကတားမရှိဘူးဆိုရင်လည်းဒါလေးနဲ့ဖြတ်ပေါ့နော်ကျမကတော့ဒီတိုင်းပဲအင်စားဖြစ်တဲ့အတွက်လက်နဲ့ပဲဆွဲဖြတ်လိုက်ပါတယ်ဒီလိုဂျုံလုံးလေးတွေစုစုပေါင်း9လုံးရရှိပါတယ်ရှင် ောင်းလုံးလေးထဲမှာရှိတဲ့ရေဓာတ်တွေမခန်းချောက်သွားဖို့အတွက်ကျွန်မပိတ်စာလေးနဲ့အုပ်ထားလိုက်ပါမယ်။တခုတော့ကျွန်မစပြီးတော့မုန်းလို့ပါမယ်ရှင်။ချောင်းလုံးလေးကိုလက်ဖနှောင်းလေးနဲ့စပြီးတော့ပုံဖော်ပြီးပြပါမယ်။အမှန်ဆိုရင်အဲ့ဒီဂျုံပြားလေးကိုကျမတို့ဒလိန်တုံးနဲ့ပဲဖြစ်ဖြစ်အာပလင်းလေးနဲ့ရှင်လဲပလင်းလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အာပြားလို့ရပါတယ်ကျမကတော့အဲ့ပေါ်ကိုစီလေးအနေငယ်တုတ်ပြီးတော့လက်ကလေးနဲ့ပဲပြားပါမယ် ုနောက်ထပ်ဂျုံလုံးလေးတစ်လုံးကို ထပ်ပြီးပြလိုက်ပါမယ်။အဲ့ဂျုံများလေးပေါ်ကိုကျွန်မစီလေးအနေငယ်တုပ်ပြီးတော့ဂျုံများလေးမှာရှိနေတဲ့ဂျုံအကျော်လေးတွေဆန့်ထွက်လာအောင်လို့လက်ဖနောက်လေးနဲ့ဖိဖိပြီးရောဂျုံသားလေးတွေဆန့်ထွက်လာအောင်တဖြည်းဖြည်းနဲ့ဖိဖိချင်းပုံသွင်းယူပါမယ်။ဟုတ်ပထမအောင်ဆုံးအင်ဂျုံပြားလေးနှစ်ပြားကိုအရင်ကြော်ကြည့်ပါမယ်ကြော်ဖို့အတွက်စီအိုးလေးတဲကိုစီထည့်ပါမယ်စီကတော့များများလေးထည့်ရမှာဖြစ်ပါတယ်စီဘူးပတ်ပြရမှာဖြစ်လို့ပါ ုံများလေးတွေကြော်ဝေါ်အတွက်ကစီကားတော်တော်ပူနေဖို့လိုအပ်ပါတယ်။စီကားအမြင့်ဆုံးအပူဆုံးမှရောက်နေဖို့လိုအပ်ပါတယ်။ကြုံများလေးကြော်နေစဉ်အတွင်းမှာလည်းအပေါ်ကို စီကိုအမြဲတမ်းပတ်ပေးနေဖို့လိုအပ်ပါတယ်။အဲ့ဒါမှသာကြုံများလေးကဖောင်းပြီးတော့မွမွပွားပွားနဲ့စားလို့ကောင်းမှာပဲဖြစ်ပါတယ်ရှင်။ဒီမုံလေးကအကယ်၍ပေါ့နော်။ကျမ်းမာရေးအရာစီကိုရှော့စားနေရတဲ့လူတွေစီစားလုံးဝနည်းတဲ့လူတွေအတွက်ကတော့သိပ်ပြီးမသင့်တော်ပါဘူးရှင်။ ကိုဂျုံများလေးကြော်ရတာရနေပြီမလို့ကျမစီစစ်ထားလိုက်ပါတော့မယ်။နောက်ဂျုံများလေးတစ်ပြားကိုထပ်ပြီးကြော်ပါမယ်။စီပူလေးကတော့အများရန်ပတ်ပြီးနေရမှာပဲဖြစ်ပါတယ်။စီရဲ့အပူချိန်ကလည်းလုံးဝညော့သွားလို့မဖြစ်ပါဘူးရှင်။ကျမဂျုံများလေးနှစ်ပြားကိုကြော်ကြည့်တာအဆင်ပြေလို့နောက်ထပ်ဂျုံလေးတွေကိုထပ်လုပ်လိုက်ပါမယ်ရှင်။ဟုတ်ကဲ့အပြားလေးကိုစီအနေငယ်တုပ်လိုက်ပါမယ်။ဂျုံများလေးနှစ်ပြားလောက်တဲ့အတိုင်းပဲဟိုစီလေးအနေငယ်တုပ်ပြီးတော့ဂျုံများလေးတွေကိုဆွဲပါမယ်ရှင်။ ျွန်မအခုလုံနေလေးတွေဟာဟိုတိတ်ပြီးတော့အမြင်တော့မလှပဲမဲ့လေအရန်ကိုပဲစောက်ကောက်ပါတယ်အရန်စောက်ကောက်တဲ့အဖြစ်တဲ့အတွက်ကျွန်မလုံနေလေးကိုလိုက်ပြီးတော့လှူဆောင်ကြည့်ဖို့ကျွန်မတိုက်တွန်းအပ်ပါတယ်ရှင်ကိုယ့်အိမ်မှာတနိုင်တစ်ပိုင်းပေါ့နော်ဟိုဂျုံလေး150 gram လောက်မွေးသုံးမယ်ဆိုရင်လည်းမွေးဂျုံမုံ150 gram ဆိုတာတစ်ထုပ်ပါအဲ့တစ်ထုပ်လောက်ကိုမိသားစုတွေပေါ့နော်ဒီလိုမျိုးဟို ဂျုံပြားလေးခုနှစ်ပြားရတာဖြစ်တဲ့အတွက်တနိုင်မယ်ဝမ်းဝလင်လင်စားနိုင်ပါတယ်အဲဒါကြောင့်မလို့ကိုယ်အိမ်မှာပဲကိုယ်တန်တန်ရှင်းရှင်းနဲ့လလတ်ဆက်ဆက်လုပ်စားကြည့်ဖို့ကျွန်မတိုက်တွန်းအပ်ပါတယ်ရှင်ချွေရသူများလက်နဲ့ပဲပဲနဲ့နဲ့နေထားတဲ့မုတ်တွေကိုမစားရတတ်ကြပါဘူးအဲဒါဆိုရင်အိမ်မှာဒီလုံနီးလေးနဲ့ပေါ့နော် လုပ်စားကြည့်နိုင်ပါတယ်ရှင်စီညာများတော့ရတယ်ဆိုပေမဲ့လည်းစီညာဒီလောက်တော့ကျန်ပါတယ်ရှင် ဂျုံ150ဂရမ်လောက်ကိုဒီလိုမုန်လေးတွေခုနှစ်ချက်ရရှိပါတယ်ရှင်ဒီမုန်လေးတွေကိုပူရင်းနေနဲ့ပဲဆာဆာပလာတာအပြော့အနေနဲ့ပဲဆာဆာအရင်ကိုပဲဆောင်လုပ်ကောင်းပါတယ်ရှင်ဒီနဲ့တွဲဆောင်ဖို့အတွက်ခေါ်ပီလေးအနေငယ်ကို ရေးရေးလှိလိုက်ပါမယ်ရှင်ကိုကြိုက်တဲ့အဒီနန်နဲ့ပြုလုပ်နိုင်ပါတယ်။ကျမကတော့ကော်ပီရဲ့တခွားသေးရဲ့ခင်းကျင်သေးရဲ့ကိုအသုံးမျိုးအသုံးပြမှာပဲဖြစ်ပါတယ်ရှင်။ဒါကစက်တန်ကြီးအသုံးပြခြင်းလည်းရပါနေရှင်။ အားလေးနဲ့ခန်းစင်သေးကိုတော့ကိုဆိုင်တဲ့ပုံစံအတိုင်းပြပြနိုင်ပါတယ်။ဆန်ဆိုင်တယ်ဆိုရင်ငယူသေးစင်းလေးလေးထင်နိုင်ပါတယ်ရှင်။တမညာသေးလေးကိုဒီတော့အသုံးပြုပါမယ်။အချင်းတုံးလေးထဲကိုစားနှဖေးစုံလေးနဲ့ထိပ်ဖြားလေးအနေငယ်ချက်သားမုံလေးကြတော့နှဖေးစုံနဲ့သုံးပုံတစ်ပုံတော့ထည့်လိုက်ပါတယ်။အဲဒီကိုတမညာသေးညှက်ထည့်လိုက်ပါမယ်။အားလုံးနှံ့အောင်နေလိုက်ပါမယ်။ ဆိုဆိုရင်ကျမရဲ့ပူရင်းကရရှိနေပြီเนาะဘဲဟင်းနဲ့ပဲဒူဆာဆာအာလူအချင်းစီပြန်လေးနဲ့ပဲဒူဆာဆာအရန်ကိုပဲစားလို့ကောင်းတယ်ကျမရဲ့ပူရင်းလေးပဲဖြစ်ပါတယ်ပူရင်းလေးလို့လည်းစားလို့ရတယ်လို့ပလာတာအပြော့အနေနဲ့လည်းအစားထိုးစားသုံးနိုင်ပါတယ်ရှင်ကျမရဲ့နေလေးတွေကိုဂျိုင်းနဲ့တက်တယ်ဆိုရင်လည်းကျမရဲ့ဗီဒီယိုဖိုင်လေးတွေကို like share subscribe ပြုလုပ်ပြီးတော့အပြည့်သွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်